ကျွန်တော်တော့အဓိကတော့အခုလောစီတော့ပကြီးပဲဆွဲတာပေါ့ပကြီးပဲဆွဲတာတော့ဟိုတခါလေးလဲဆွဲပြစ်တာပေါ့တခါလေးလဲဒီဟိုအချိန်နေအကြာကြီးမဆွဲပြုံဘူးတခါကြီးကြလည်းအများကြီးဆွဲပြစ်တယ်တချို့တွေကသူစိတ်တန်ရတန်ရပေါ့တချို့တွေက traditional ကိုဝါသနာပါတယ်တချို့တွေကတော့လေစိတ်စိတ်ကလေးတွေဆွဲရတာကိုဝါသနာပါတယ်တချို့ကကြဲကြဲကြီးဆွဲရတာဝါသနာပါတယ်အဲ့စိတ်စိတ်လေးဆွဲရတာဝါသနာပါတဲ့လူကြတော့လေဒီသူကလေစုတ်တန်သေးသေးလေးနဲ့လေအဲ့လိုအဲ့လိုဖြည်းဖြည်းလေးလုပ်နေရတာကိုသူကအရသာတွေ့တာ အဲ့လိုကြမ်းကြမ်းလုပ်တဲ့လူကြလဲအဲ့လိုစုတ်တန်တာဟုတ်တော့ဟိုကလက်တင်နဲ့လုပ်ဘာလဲလို့သူကအဲ့ဒါကိုအရသာတွေ့တာပေါ့နော်အဲ့ဒါတွေ့ရဆိုတော့ဘယ်ဟာကောင်းနေဘယ်ဟာမကောင်းလို့မရှိပါဘူးအထူးကတော့အဲပကြီးဆွဲတာအထူးကတော့ဘာပေါ့ကိုအဲကျွန်တော်ထင်တာတော့လေပကြီးဆရာက तू ဆွဲချင်လို့ဆွဲတာလေလှုပ်ချင်တာလေကိုလှုပ်လိုက်ရတော့အဲ့တော့ तू စိတ်ပါတာလှုပ်မှာပေါ့နော် traditional ဝန်သားပါလေ traditional ကိုလေ့လာမယ်အဲ့ဒီဟာကိုဆွဲမယ် modern စိတ်ဝင်စားတဲ့လူက modern လေးလေ့လာတယ်မော်ဒန်လေးဆွဲတယ်ပေါ့တော့ဟို အခက်ဆက်ဆက်ပါပဲအဲ့ဆောတဲ့လူတွေအကုန်လုံးရှိတယ်ကျွန်တော်ကမွေယုံဆိုပြီးတော့မွေယုံကော်ဖီဆိုင်ဆိုပြီးတော့မြို့ထဲမှာဖွင့်ထားတယ်လေအဲ39လမ်းမှာအဲ့ဒီအပေါ်တက်မှာတော့ကျွန်တော်စတူဒီယိုရှိပါတယ်။အော်ကျွန်တော်ကနေမျိုးစေပါ။ဟုတ်ကဲ့။အဲဆရာကြီးကားတွေကိုဟိုးရင်ကသဘောကျတယ်လေကြာပြီလေ။အဲ့နဲ့ဆရာကြီးပွဲရှိတယ်ဆိုတော့အဲ့နဲ့လာကြည့်တာပါ။ ဒီမှာဆိုအဲ့လိုညက်ခလိညက်ကားလေးတွေဘာလေးတွေတချို့ကားလေးတွေအဲ့ဒီဟိုကျွန်တော်ချက်တဲ့ကားလေးတွေအများကြီးရှိပါတယ်ဟုတ်ကဲ့ဆရာကြီးတော့အမြဲတမ်းနေဆရာကြီးဦးချေကျော်လေးကဆရာဆွေးနေကြပုံစံလေးတွေပေါ့အမြဲတမ်းအဲ့လိုကြေးတဲ့အရာသားလေးတွေနောက်တဘာဝရဲ့အရာသားလေးညက်ခလေးတွေအကောင်လေးတွေနောက်အကုန်လုံးကဟိုစိတ်ကြည်ညိုမှုကောင်းတယ်လေပျော်ပြရွှင်ပြရလေးတွေအဲ့အဲ့လိုမျိုးလေးတွေဟို အဲ့အမျိုးတွေတော့များတာပေါ့ညာတော့တခါတချို့လဲတချို့လဲဟိုကြည့်နေတိတ်ပြီးတော့အရင်တော့ကမတွေ့ဘူးတဲ့ပုံမျိုးလေးလည်းတွေ့ရတာပေါ့ဟုတ်ကဲ့ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းတွေကအကောင်းဆုံး shopping မှာ mercury your shopping partner ဆရာနေတော့လေဟို1900 95 96အဲ့လောက်အဲ့လောက်ဖြစ်မတင်နဲ့အတိကြတော့ဘူးပေါ့နော်အဲ့လောက်ကလေးကဆရာကားရွယ်ကျွန်တော်စုဦးပါတယ်အဲ့ဒီကလေးဆရာကြီးဆွဲတဲ့ကားတွေပေါ့အဲအဲ့လိုစုဦးတယ်နောက်ဟိုအဲ့တောက်ချောက်ကတော့လေဟိုဆရာကြီးเนี่ยအဲတွေးလိုက်ဟိုအဲ့လိုပြတ်လိုက်ပဲပေါ့အခုနောက်ပဲကျွန်တော်မှဆရာသားကိုမီကီနဲ့လည်းကျွန်တော်ခင်သွားတော့လေခင်တော့အဲ့နခီးတွေပဲဆရာကြီးနဲ့အတူသွားပါသွားပြီးတော့ပြန်ပြီးတော့ပြန်ပြီးတော့ဟိုတွေ့ရစိတ်သွားတာပေါ့ဟိုကျွန်တော်တော့အတိအကျတော့အခုလောစီတော့ပကြီးပဲဆွဲတာပေါ့ပကြီးပဲဆွဲတာတော့ ဟိုတခါလေးလဲဆွဲပြစ်တာပေါ့တခါလေးလဲဒီဟိုအချိန်ကြီးအကြာကြီးမဆွဲပြုံဘူးတခါကြီးကြလဲအများကြီးဆွဲပြစ်တယ်အဲ့လိုပဲဟိုသိရွယ်ချက်တော့မရှိပါဘူးပြပွဲလို့ပဲဘာကြမ်းတော့မရှိပါဘူးတခါလေးဆွဲကျင်တဲ့စိတ်ပေါက်လာဆွဲလိုက်တယ်အဲအဲ့လောက်ပါပဲပြပွဲတော့ဟိုကျွန်တော်လှုပ်တာကြာပြီကျွန်တော်နောက်ဆုံးလှုပ်ခဲ့တာ2017တုန်းကလေ2017ကလှုပ်ခဲ့ပြီးတော့အဲ့နောက်ပဲတဝက်မှမလှုပ်ဖြစ်ဘူးအဲပြပွဲလှုပ်ချင်စီတော့တိတ်တော့မရှိဘူးကျွန်တော်ကားလေးဆွဲပြီးကိုယ့်အကူအဲချိတ်ထားအဲ့ဒါကိုယ့်အကူအဲ့ဒါလေးကိုပဲဟို အစီအထင်ပါလေဟိုကျင်းတ်ဟိုအခုတော့ဟိုကျွန်တော်ကမော်ယုံဆိုပြီးတော့မော်ယုံကော်ဖီဆိုင်ဆိုပြီးတော့မြို့ထဲမှာဖွင့်ထားတယ်လေအဲ39လမ်းမှာအဲ့ဒီအပေါ်တက်မှာတော့ကျွန်တော်စတူဒီယိုရှိပါတယ်အဲ့ဒီမှာပဲကျွန်တော်ကကိုယ့်ကိုဆွဲပြီးတော့အဲ့မှာပဲချိန်ပြီးတော့လေအဲချိန်ပဲထားလိုက်တော့ပြပွဲပြဖို့သိဟိုနေမဖြစ်တော့ဘူးစိတ်ထဲမှာလေဟိုမပြဖြစ်တော့ဘူးအဲ့ဒါကိုယ့်ကိုအဲ့မှာချိန်ထားလိုက်ပြီးတော့ကိုယ့်ကကိုယ်ပဲအဲ့ဟိုစီထဲမှာကျင်းတ်အဲ့ဒါလေးပဲ ူကတော့ပကြီးကတော့လေအဲ့လိုမျိုး traditional ဆိုတဲ့လူတွေလည်းရှိတယ်လူငယ်တွေမှလည်းရှိပါတယ်သူကအဲနိုင်ငံသားတွေမှလည်းအဲ့လိုပဲတချို့တွေကသူစိတ်တန်ရတန်ရပေါ့တချို့တွေက traditional ကိုဝါနာပါတယ်တချို့တွေကတော့လေစစ်စစ်ကလေးတွေဆိုရတာကိုဝါနာပါတယ်တချို့ကကြဲကြဲကြီးဆိုရတာဝါနာပါတယ်အဲ့စစ်စစ်လေးဆိုရတာဝါနာပါတဲ့လူကြတော့လေဒီသူကလေစုတ်တန်သေးသေးလေးနဲ့လေအဲ့လိုအဲ့လိုဖြည်းဖြည်းလေးလုပ်နေရတာကိုသူကအရသာတွေ့တာ အဲ့လိုကြမ်းကြမ်းလုပ်တဲ့လူကြလည်းအဲ့လိုစုတ်တန်တာဟုတ်တော့ဘူးကလက်တင်နဲ့လုပ်ဘာလဲလို့သူကအဲ့ဒါကိုအရသာတွေ့တာပေါ့နော်အဲ့ဒါတွေ့ရဆိုတော့ဘယ်ဟာကောင်းနေဘယ်ဟာမကောင်းလို့မရှိပါဘူးအတိအကျတော့ဗကြီးဆွဲတာအတိအကျတော့ဘာပေါ့ကိုအဲကျွန်တော်ချင်တာတော့လေဗကြီးဆရာက तू ဆွဲချင်လို့ဆွဲတာလေလှုပ်ချင်တာလေးကိုလှုပ်လိုက်ရတော့အဲ့တော့ तू စိတ်ပါတာလှုပ်မှာပေါ့နော် traditional ဝန်သားပါလေတော့ traditional ကိုလေ့လာမယ်အဲ့ဒီဟာကိုဆွဲမယ် modern စိတ်ဝင်စားတဲ့လူက modern တွေလေ့လာတယ် modern တွေဆွဲတယ်ပေါ့တော့ဟိုအခက်ဆက်ဆက်ပါပဲအဲ့ဒီဆွဲတဲ့လူတွေကအကုန်လုံးရှိတယ် တချို့လဲ realism ဆိုတဲ့လူရှိတယ်ဟို abstract ဆိုတဲ့လူရှိတယ် tradition ဆိုတဲ့လူရှိတယ်အမြင်နဲ့အဲ့လိုမျိုးတွေရရှိပါတယ်ဟိုလူငယ်တွေလက်ရှိတာပဲဟိုရှိပါတယ်ဟုတ်ကဲ့သူတို့စိတ်ဝင်စားတဲ့လူသူဟို tradition တွေပဲသူတို့စိတ်ဝင်စားတာလေ tradition တွေပဲဆွဲတာဟုတ်ကဲ့ခေတ်ကြီးကလည်းအဲ့လိုပဲ modern ကြီးကိုသွားမယ်အဲ့လိုမျိုးတွေတော်တယ်မဟုတ်ပါဘူးဟိုအကုန်လုံးရှိတယ်စိတ်ဝင်စားတဲ့လူဟုတ်ကဲ့အများစုကတော့ရှိမှာပေါ့နော်အများစုကတော့တချို့တွေကြောက်လဲအရန်ခစ်နောက်လိုက်ချင်တဲ့လူတွေလည်းရှိမှာပေါ့ဟုတ်ကဲ့အခုအခုဟို လူငယ်တွေကအများကြီးတော်ပါတယ်တော်တယ်ဆိုတာလေဟိုဟိုကျွန်တော်မမြင်ဘူးတာတွေမြင်ရတယ်အဲ့လိုကိုစိတ်ကူးတာတွေစိတ်သူစိတ်ကူးတာတွေတွေ့ရတယ်ဘာညာဆိုတော့ကောင်းပါတယ်အဲအတိကတော့လေအဲစိတ်ကိုစိတ်ဝင်စားတဲ့ဟာကိုတကယ်ကြိုက်တဲ့ဟာလေးတွေလုံနေပြီလားပဲ